်မင်္ဂလာပါရှင်ဒီနေ့တသမရင်တင်ချာတဲ့အခန်းတက်ကတတသမ3ဘဂရီတန်ဖိုးကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်တေတမတော်ဘဂရီတံဘုကိမင်းပေါ်ရှိကိမ့်ပြည့်တလုံးနှင့်မှုလာမှတ်တုံညတို့ဤအကွာအဝေးကိုထိုကိမ့်ပြည့်ဤဘဂရီတံဘုဟုတတ်မှတ်မိတဲ့ဟုတ်ပြီအဲ့တော့ဘဂရီတံဘုဆိုတာဘာလဲဆရာမကိမင်းလေးအကျဉ်းလေးဆွဲလိုက်မယ် ိမ်းမြင်းပေါ်မှာရှိတဲ့ကိမ်းပြည့်တလုံးနဲ့မူလအမှတ်၃ညအဲ့တော့၃ညဆိုတာကမူလအမှတ်ဒီဘက်မှာဆီယမတို့က negative အာ integers လေးတွေပေါ့နော်အဲ့တော့အနှုတ်ကိန်းပြည့်တွေရှိမယ် -1 -2 ဒီဘက်မှာကကြတော့1 2အပေါင်းကိန်းပြည့်တွေရှိမယ်အဲ့တော့ကိန်းပြည့်တစ်လုံးနဲ့ဆိုတော့ဒီနှစ်နဲ့ပေါ့နော်ဆီယမတို့နှစ်ကိုယူဆလိုက်မယ် ကျင်းပြည့်တလုံးနဲ့မှုလက်မှတ်တုံညတို့ဤအကွာအဝေးတုံညနဲ့အကွာအဝေးကိုထိုကျင်းပြည့်ဤပဂရိတံမို့ဟုခေါ်သည်ဒီကျင်းပြည့်ရဲ့ပဂရိတံမို့ဘလောက်လဲဆိုတော့နှစ်ပေါ့နော်ဒါဆိုရင်ဒီဘက်ကအနှုံးနှစ်ကိုစဉ်းစားကြည့်ရင်လဲတုံညကနဲ့အနှုံးနှစ်ရဲ့အကွာအဝေး unit ဘလောက်กว่าဝေးလဲဆိုတော့အကွာအဝေးဒီသူ့ရဲ့ပဂရိတံမို့ဆိုတော့ပဂရိတံမို့ကနှစ်ပဲသူကအနှုံးနှစ်တွေပါတယ်မဟုတ်ဘူးပဂရိတံမို့ကနှစ်ပဲဟုတ်ပြီဆက်ကြည့်အောင်ထို့ကြောင့် အနုတ်တင့်နဲ့တစ်တို့ဤပဂရိတံမှုသည်တစ်ဖြစ်ပြီးတုံညနဲ့တင့်နဲ့ကြာတုံညနဲ့တင့်နဲ့ကြာဘလောက်ပဲกว่าလဲဆိုတော့တစ်ပဲกว่าတယ်သူတို့ကပဂရိတံမှုကတစ်ဒီဘက်ကတုံညနဲ့အနုတ်တင့်နဲ့ကြာပဂရိတံမှုကဘလောက်ပဲလဲဆိုတော့တစ်သူကတယူနဲ့ပဲกว่าလို့အနုတ်နဲ့နဲ့နှစ်တို့ဤပဂရိတံမှုကလည်းနှစ်ခုနပြောသလိုပဲဒီဟာကနှစ်ဒီဘက်မှာလည်းနှစ်အဲ့တော့ပဂရိတံမှုလို့ပြောလို့ရှိရင်အနုတ်ဆိုတာမရှိဘူးသူကဘလောက်กว่าဝေးတယ်လဲဆိုတာပဲရှိတယ်အဲ့တော့ဘာလဲဆိုတော့ကိမင်းပေါ်မှာရှိတယ် ကိန်းပြည့်တလုံးနဲ့မူလမှတ်သုံးရတို့ဤအကွာဝေးကိုထိုကိန်းပြည့်ဤပဂရိတံမဟုသတ်မှတ်မိဒါလေးပဲအဲ့တော့ဘာဘယ်နဲ့ပဲကြားလဲဆိုတော့ကိန်းပြည့်တလုံးနဲ့မူလမှတ်သုံးရချာအကွာဝေးကိန်းပြည့်တလုံးနဲ့မူလမှတ်သုံးရချာအကွာအဝေးအဘိဓါဆိုရင်ကိန်းပြည့်တစ်ခုဤပဂရိတံမိုးသည်၃ညသို့မဟုတ်အကောင်အပောင်းကိန်းပြည့်တစ်ခုဖြစ်သည်၃ညဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်အကောင်အပောင်းကိန်းပြည့်တစ်ခုဖြစ်မယ် သူကအနှုတ်မရှိဘူးပဂရီတံမိုးမှာအနှုတ်မရှိဘူးအဲ့တော့ကိန်းပြည့်တစ်ခု XA ပဂရီတံမိုးကိုတင်ကေတာအာဖြစ်ဒီလိုရေးမယ် modulus of x ဟုတ်ပြီနော်ဒါဆိုလို့ရှိရင် x ဒီ၃ညဖြစ်လည်ရင် modulus of x equal ဒီမှာဒီလိုရေးပါမယ် modulus of ဒီလိုဖတ်မယ်နော် x 0ဖြစ်၍ x ဒီအပေါင်းကိန်းပြည့်သို့မဟုတ်အနှုတ်ကိန်းပြည့်တစ်ခုဖြစ်လျင် modulus of x ဒီအပေါင်းကိန်းပြည့်တစ်ခုဖြစ်သည် ဲ့တော့ DX ကအပေါင်းဖြစ်ဖြစ်အနုပ်ဖြစ်ဖြစ်သူကလည်းသူအပေါင်းကိန်းပြည့်ပဲဖြစ်နေနေအနုပ်ကိန်းပြည့်ပဲဖြစ်နေနေသူရဲ့ပဂရိတန်ဖိုးကတော့ဘာပဲဖြစ်မလဲဆိုတော့အပေါင်းကိန်းပြည့်တစ်ခုပဲဖြစ် modulus of x ဆိုရင်အပေါင်းကိန်းပြည့်တစ်ခုဖြစ်မယ်ဟုတ်ပြီ225 modulus of 220 225 d equal modulus of -225 equal 225 ဟုတ်ပြီနော်ဒါကတော့ဗာလဲဆိုတော့မူလအမှတ်နဲ့ဂိမ်းပြေတစ်ခုကြာအကွာအဝေးကိုအဲ့ဒီဂိမ်းပြေရဲ့မူလအမှတ်လို့ခေါ်တယ်။များသောအားဖြင့်ဒီပဂရိတန်ဘိုးဆိုတာက sorry ပဂရိတန်ဘိုးလို့ခေါ်ရနော်။ပဂရိတန်ဘိုးဆိုတာဒီတင်ကေတအားဖြင့်ဒီလိုရေးမယ် modulus of x သူကဘာပဲဖြစ်မလဲဆိုတော့တုံညသို့မဟုတ်အပေါင်းဂိမ်းပြေပဲဖြစ်မယ်။အဲ့တော့အပေါင်းပဲဖြစ်မယ်။ဒီတဲမှာအနှုတ်ရှင်လည်းဒီမှာအပေါင်းပဲဖြစ်မယ်။အပေါင်းရှင်လည်းဒီမှာအပေါင်းပဲဖြစ်မယ်။အဲ့တော့ဒီမှာ -25 modulus of -25 ဒီ modulus ဆို25နဲ့ညီတယ်ပြီးတော့25ပြီးတော့ဒီမှာနှုတ်လိုက်မယ်125 100နှုတ်တာဒီ25ဆိုတော့ဒါဒီ25ပဲရမယ် modulus of 26 29 equal နှုတ်လိုက်တဲ့အခါမှာဒီသူကဒီမှာအနှုတ်ကကြီးတဲ့အတွက်ကြောင့် -3 ပြီးတော့အဖြေက3ရပြီနော်ဒါဆိုလို့ရှိရင် x ဒီဂိမ်းပြစ်တစ်ခုဖြစ်လေရင် x ဆိုတာကဂိမ်းပြစ်တစ်ခုဖြစ်မယ်ဆိုရင် modulus of x ကဘာဖြစ်မလဲဆိုတော့အပြည့်ဂိမ်းတစ်ခုဖြစ်မယ် အပြည့်ကိန်းတစ်ခုဖြစ်မယ်သူကအပောင်းအနှုတ်မရှိတော့ဘူးအပြည့်ကိန်းအပောင်းမဲများမယ်ပေါ့နော်ဒါဆိုလို့ရှိရင် A နဲ့ B တို့ဒီကိန်းပြည့်များဖြစ်ကြလေရင် A နဲ့ B တို့ဤအကွာအဝေးကို modulus of A minus B တို့မဟုတ် b minus a ဟုဖော်ပြနိုင်သည် modulus of a minus b နဲ့တွက်မယ်ဒါမှမဟုတ် b minus a နဲ့တွက်လဲတွက်မယ်အဲ့ဒီနှစ်ခုကြားအကွာအဝေးကိုရှာခိုင်းလို့ရှိရင် အချင်းငန်တဲ့သမသုံးမှာနံပါတ်7ဂိမ်းဖြစ် -21 0 14 -3 -1 33 22 -15 -17 -18 တို့ဤပဂရီတံမိုးများရှာပါဒါဆိုရင်ကျွန်တော်တို့ကအပေါ်ကဥပမာအတိုင်းရှာပေးရမယ်ပဂရီတံမိုးဒီ27ရဲ့ပဂရီတံမိုးကိုရှာမယ်အဲ့တော့ကျွန်တော်တို့ကဥပမာတွေကအတိုင်းတခါရဲ modulus of 21 equal 21လို့ရေးရင်လည်းရတယ်။ဒါမှမဟုတ်ဆရာမတို့ဒီအပြည့်အစုံရေးကျင်တယ်ဆိုလို့ရှိရင် minus 21ဤပဂရိတန်ဘူးဆိုမှဆရာမရေးလိုက်မယ်။ဟုတ်ပြီနော်။တကယ်လို့အပြည့်အစုံရေးကျင်တယ်ဆိုရင်အဲ့ရှိမှ minus 21 e ပဂရိတန်ဘူး ဘဂရီတန်ဘူညီမြချင်းဆိုမှလုတ်လိုက်ပြီးတော့မှ modulus of minus 21 equal 21ဆိုမှရင်းရှားတယ်ဒီနှစ်ခုပဲ example မှာပြထားတဲ့အတိုင်းအပေါ်ကဥပမာအတိုင်းဒီလိုပဲရင်းလဲရတယ်အပြည့်အစုံရေးခြင်း minus 21 e ဘဂရီတန်ဘူညီမြချင်း modulus of minus 21 equal 21ဆိုမှရင်းလဲရတယ်ကိုကြိုက်တယ်လို့ရေးပါကျောင်းဝဆရာမတင်တဲ့ပုံမှာမူတည်ပါမယ်နော်အဲ့တော့0ရဲ့ပကတိတန်ဖိုးဆိုရင်တော့ဆရာမတို့ဒီလိုလေးရေးလိုက်ရုံပါပဲ equal 0 modulus of 14 equal 14 modulus of minus 3 equal 3 modulus of minus 1 equal 1 modulus of 22 equal 22 modulus of minus 15 equal 15ဒီမှာပါမှာသိပြောစရာမရှိဘူးဒါလေးကိုထည့်ရေးချင်လဲရရယ်ဟုတ်ပြီနော်အဲ့တော့ -21 ဤပဂရိတံဘု0ဤပဂရိတံဘု14ဤဒီ14ဤပဂရိတံဘုကျက်လို့ရေးပါ နံပါတ်1အဘာကိန်းပြည့်တို့ဤအကွာအဝေးအသီးသီးကိုကိန်းမြင်သုံး၍ပြပါဆိုတော့ကျမတို့ကကိန်းမြင်သုံးပြီးတော့မှရှာပေးရမယ်အဲ့တော့ကာကြီးက -3 နဲ့3အနုတ်3နဲ့3ကြားအကွာအဝေးကိုရှာမယ်10နဲ့105 -12 နဲ့ -10 တင်းနဲ့ကိုကြောက်ကိုရှာမယ်အဲ့တော့ဆင်မတို့ပုံစပြီးတော့ဆွဲကြည့်အောင်နော်ကာကြီးဒီ -3 နဲ့3အဲ့တော့ဆင်မတို့စပြီးတော့ဆွဲမယ် ။ဟုတ်ပြီ။အဲ့တော့များထိတ်ကများလေးတွေထည့်မယ်။ဟုတ်ပြီနော်။အဲ့တော့ဒီမှာ0 1 2 3ဒီဘက်ကအပေါင်းဂိမ်းပြီဒီဘက်ကအနှုတ်ဂိမ်းပြီ -1 -2 -3 ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတော့အရင်အိုးဆုံးညီမကိုဆွဲလိုက်မယ်သူက -3 ပြောထားတော့0ကနေ -3 ပဲကိုသွားတယ်များလေးတစ်စင်းဆွဲလိုက်မယ် ဟုတ်ပြီနော်ဆရာဆရာမများနည်းနည်းရှင်းသွားပါတယ်။ဟုတ်ပြီနောက်တစ်ခုက0ကနေပြီးတော့မှဒီဘက်ကိုတွားတယ်အများလေးတဆင်ဆွဲလိုက်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင် -3 နဲ့3ကြားကိုဘလောက်အကွာအဝေးရှိလဲဆိုတော့1နဲ့3 4 5 6အဲ့တော့ unit အားဖြင့်6 unit ရှိတယ်အဲ့တော့ဆက်မလို့စာလေးကြီးလိုက်မယ် -3 နဲ့3ကြားအကွာအဝေး ရင်းမြချင်း6 unit 6ပဲရင်းလဲရပါတယ်ဓမ္မဆရာမတော့ unit ကိုထည့်ပေးစေခြင်းနဲ့6 unit ခါခွေခါခွေက30နဲ့အနှုံးကဟုတ်ပြီအဲ့တော့ဒီပုံကနည်းနည်းရှည်မယ်လို့ထင်လို့ရှိရင် unit ကိုအဲဒီကျင်းတဲ့ဘက်ကိုရှူလို့ရတယ်စင်တီမီတာနဲ့တွက်လိုက်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဆင်မလေးတစ်ခါစင်တီမီတာနဲ့ဆွဲလိုက်မယ် အဲ့တော့ဒီမှာဆံမောင်းနေရာချလိုက်မယ်เนาะအနှုတ်5ဆိုတော့ဒီဘက်မှာအနှုတ်4အနှုတ်3အနှုတ်2အနှုတ်7တုံညာ7 4 5 6 9 10တော့ဆီမမဆန့်တော့လို့ဒီဘက်ကိုရောက်လာတယ်အဲ့တော့ကလေးတို့ကတော့ဒီအတိုင်းဆွဲလို့ရတယ်အဲ့ဆီမခြံထားနေရနည်းသွားလို့ဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီ10ဆိုတော့ဆီမတို့ဒီကနေပြီးတော့ဒီ ठी ကိုမြားဒစင်ဆွဲလိုက်မယ် ၃ညကနေ10အထိဟုတ်ပြီအဲ့တော့0ကနေ10ဒီဘက်ကိုဆွဲလိုက်မယ်၃ညကနေ9အထိဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ဒီမှာရသွားပြီအဲ့တော့ရေးကြည့်အောင် unit အကုန်လုံး1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20ကို10 17 17 23 25အဲ့ဒါဆိုတော့10နဲ့ အနှုတ်ငါကြားအကွာအဝေးညီမြချင်းယူနစ်ဘလောက်ရှိလဲဆိုတော့15ယူနစ်ရှိအဲ့ဒီနောက်တစ်ခုကငယ် -12 နဲ့ -10 အဘေကငယ်ကကြတော့ -12 နဲ့10ကြ -10 ကြအကွာဝေးအဲ့တော့ဆင်မတို့ကဒီမှာ0လို့ဆင်မထားလိုက်မယ် -1 -2 -3 -4 -5 -6 -7 -8 -9 -10 -11 -12 -13 -14 -15 -16 -17 -18 -19 -20 -21 -22 -23 -24 -25 -26 -27 -28 -29 -30 -31 -32 -33 -34 -35 -36 -37 -38 -39 -40 -41 -42 -43 -44 -45 -46 -47 -48 -49 -50 -51 -52 -53 -54 -55 -56 -57 -58 -59 -60 -61 -62 -63 -64 -65 -66 -67 -68 -69 -70 -71 -72 -73 -74 -75 -76 -77 -78 -79 -8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 0 -71 ဘာလို့လဲဆိုတော့ဆင်မတော့အနှုတ်ပဲလို့ချင်တာဟုတ်ပြီဒါဆိုလို့ရှိရင်သူက -12 နဲ့ -10 ကြာအကွာအဝေးကိုရှာမယ်အဲ့တော့ဒီနေရာနဲ့ဒီနေရာပဲရှိတယ်အဲ့ဒါဆိုတော့ဒါလေးကိုဆင်မတော့ကများလေးတစင်းဆွဲမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနဲ့ဒီကြာအကွာအဝေးကဘယ်လောက်လဲဆိုတော့နှစ်ယူနှစ်ဒါပြီနော်အဲဆက်မလို့အဲအလေးကိုရေးလိုက်မယ် -12 နှစ် -10 ကြာအကွာအဝေး အကွာဝေးကညီမြချင်းနှစ်ယူနှစ်ရှိပဲ။အဘိဓာဆိုရင်ဆမရုခကြီးကိုဆက်ကြည့်မယ်။တင့်နဲ့ကိုးကြတင့်နဲ့ကိုးကြအဲ့တော့ဆမရုကတင့်နဲ့ကိုးဒီ positive ပဲဆိုတော့အကုန်လုံးကတစ်ဖက်ထဲမှာပဲဆမရုရှိနိုင်မှာ1 2 3 four, five, six, seven, eight, nine, ten, eleven, twelve. ဟုတ်ပြီ။တင်းနဲ့ကိုးကြဆိုတော့ဒီမှာခြေဒီမှာခုဟုတ်ပြီ။အဲ့နဲ့အဲ့ကြားကိုဆင်မလို့များလေးဆွဲလိုက်မယ်။အမီရည်ကြည့်လိုက်မယ်1 2 3 4 5 6 7 8အဲ့တော့ unit အဖြစ်8 unit ရှိတယ်။တော့1နဲ့9ကြားအကွာအဝေးညီမြချင်း ရှေ့ unit အဝေးဆရာမတို့နံပါတ်3ကိုရှာရအောင်အဘာဂိမ်းပြေနှစ်ခုစီတို့ဤအကွာအဝေးအတီးတီးကိုရှာပါဒီတစ်ခါသူကဂိမ်းမြင်သုံးပြီးတော့ရှာပါလို့မပါတဲ့အတွက်ကြောင့်ဆရာမတို့တွေ့ပြရပါမယ်အနုတ်9နဲ့5ကြားအကွာအဝေး minus အနုတ်10နဲ့5ကြား အနုတ်55နဲ့5ကြာအနုတ်150နဲ့50ကြာဒါဆိုရင်ဆရာမတို့ဒီမှာရှိတယ် A နဲ့ B တို့ဒီဂိမ်းပြည့်များဖြစ်ကြလိမ့်ချင်း A နဲ့ B ကဂိမ်းပြည့်ဆိုလို့ရှိရင် A နဲ့ B တို့ရဲ့အကွာအဝေးကို D formula နဲ့ရှာလို့ရတယ် modulus ဆို A - B ဒါမှမဟုတ် modulus ဆို B - A ဆိုပြီးမှရှာလို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာမတို့ကသူကဂိမ်းပြင်း၃ပါလို့မပါတဲ့အတွက်ကြောင့်မလို့ G က formula နဲ့ရှာပေးမယ် ဒီတော့ဆီယမကကကြီးကိုစရေးမယ် minus 5နဲ့5အဲဆမ်မရလူဂျင်နာက -5 နဲ့5တို့ e အကွာဝေးဟုတ်ပြီအဲ့တော့ဆမ်မကတော့ဘာကိုလုပ်စီချင်တယ်လဲဆိုတော့ဒီမှာအရင်ဦးဆုံး formula လေးကိုရေးစီချင်တယ် modulus ဆို a - b a ဆိုတာက -5 minus ပြီးတော့မှ5 minus 5 minus 5ဒါပဲနော်အဲ့တော့အနောက်နှစ်ခုဒီအလက္ခဏာတူရင်ဆံမလို့ပေါင်းတယ် minus 10 modulus of minus 10က10ဒါပဲနော်ဒါဆံမလို့ဒီသူ့ကို a သူ့ကို b ဆိုရင်မှတွက်လိုက်တာအဲ့လိုမှမဟုတ်ပဲနည်း modulus of b minus a ဆိုပြီးတော့ဒီ formula နဲ့ကိုတွက်လို့မရဘူးလားဆိုတော့ရတယ်နော်အဲ့ဒါဘယ်လိုတွက်မလဲဆိုတော့ဆံမဒီမှာတွက်ပြပါမယ် modulus of b minus a နဲ့အစားထိုးမယ်ဆိုရင် b က5 B က5ဒီမှာရှိတဲ့အနှုတ်ကဒီမှာရေးလိုက်မယ်ဒီမှာရှိတဲ့အနှုတ်ငါးကြတော့ green လေးခတ်ပြီးတော့ရေးလိုက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီကအနှုတ်နှစ်ခုကအပေါင်းဖြစ်သွားမယ်5အနှုတ်နှစ်ခုကအပေါင်း +5 ဟုတ်ပြီနော်အဲ့တော့5 5ဒီဘယ်လောက်ဖြစ်မလဲဆိုတော့10အဲ့တော့ modulus of 10ဒီ10ပဲဖြစ်ပါမယ်ဒီမှာလည်းပဲ modulus of 10က10ပဲဖြစ်ရပြီနော်အဲ့တော့ဘယ်က formula နဲ့မဆိုသုံးလို့ရတယ်ဘယ် formula နဲ့မဆိုသုံးလို့ရတယ် a b modulus of a b နဲ့သုံးမလား modulus of b a နဲ့တွက်မလားကိုကိုပုံစံနဲ့ကိုကိုကြိုက်တယ်လို့တွက်လို့ရတယ်အဖြေကတော့အတူတူပဲဟုတ်ပြီတော့ခဝေးကိုကြည့်မယ် minus 10နဲ့5အော်ပြီအဲ့တော့ minus 10 ne 5 to e aqua way formula yime modulars of a minus b a sora ga she ga a soro minus 10 minus 5 minus and minus 5 di lakhana duro pa minus 15 minus modulus of minus 15 sora ga modulus of 10 piro ma tuga sorry modulus of 15 piro tuga sanga sura ya kange minus 15 ne 5 ဟုတ်ပြီအဲ့တော့ minus 15နဲ့5 degree အကွာဝေးမြင်ရချင်း modulus of a minus b a နေရာမှာရှိတာက minus 15ပြီးတော့ဒီရလက္ခဏာအနှုတ်ပြီးတော့သူက b က5ဟုတ်ပြီဒါဆိုတော့ဆရာမတို့ကအနှုတ်15ရဲ့အနှုတ်9ရဲ့ ဟုတ်ပြီဒါဆိုလို့ရှိရင်ဆံမတူကလက္ခဏာအထူတော့ပေါင်းလိုက်မယ်20ပြီးတော့ modulus of minus 20က modulus of 20နဲ့တူတူပဲဆိုတော့အဖြေက20နောက်တစ်ခုကဂါဂျီဂါဂျီရကြတော့ minus 150နဲ့50ကြာกว่าဝေးဟုတ်ပြီဒါဆိုလို့ရှိရင်ဆံမတို့ကရေးလိုက်မယ်150နဲ့50တို့ဤအကွာဝေး အကွာဝေးညီမြချင်း modulus ဆို a b b a နဲ့လက်တွဲလို့ရတယ် b a ဟုတ်ပြီဒီတစ်ခါကျွန်တော်တို့ b a နဲ့တွဲကြည့်အောင်အဲ့တော့ဒါက b က50 50အနှုတ်အဲ့တော့ဒီကအနှုတ်ကဒီအနှုတ်ကိုရေးတာဒီမှာသူကအနှုတ်ရှိသေးတယ်အဲ့လိုအနှုတ်နှစ်ခုကိုတစ်ခါတည်းပဲရေးလို့မရအောင်သူ့ကိုဝင်းလေးခက်ပြီးမှပဲရေးပေးမယ်ဒါဆိုဒီလိုဖြစ်မယ်ပေါ့ modulus ဆို ငါဒီက50ဘီက50ဟုတ်ပြီအနှုတ်ကဒီမှာရှင်းလိုက်ပြီ A ကကျတော့လဲအနှုတ်150ဆိုတော့ဒီလို minus 2ခုဒီလိုထိတ်ချင်းဒီလိုဒီလိုရေးလို့မရအောင်ပေါ့နော်အဲ့လိုမျိုးရှင်းကအာဒီ50အနှုတ်အနှုတ်150ဆိုပြီးတော့အနှုတ်2ခုဒီလိုရေးလို့မရအောင်ဒါဆိုတော့ဆရာမတို့ဝင်ခတ်ပြီးမှရေးမယ်အဲ့တော့အနှုတ်2ခုကဘာဖြစ်သွားရလဲဆိုတော့အပေါင်းဖြစ်သွားမယ်အဲ့တော့ဒီကအပေါင်းရဲ့ဒါက150ရဲ့ဆိုတော့ modulus of 200ဒီ200ဆိုပြီးတော့ဖြေရမယ် အဲ့တော့ဘယ် formula ကိုပဲတုံးတုံးရတယ် modulus ဆို a - b နဲ့ပဲတွေ့တွေ့ modulus ဆို b - a နဲ့ပဲတွေ့တွေ့အဖြေကတော့တူတူပဲဟုတ်ပြီဒါဆိုရင်ဆမတို့ဒီနေ့တွားခဲ့တဲ့သင်ခန်းစာကိုကလေးတို့ရသွားပြီလို့ထင်ပါတယ်အဲ့တော့ပကတိတန်ဖို့ဆိုတာအဓိကဘာလဲဆိုတော့ဒီလိုကိမ်းမြင်းမှာ တုံညကနေ ပြီးတော့မှအဲ့ဒီကကိန်းပြေချာအကွာဝေးတုံညကနေဒီဘက်ကကိန်းပြေချာအကွာဝေးကိုပြောတာတခါတလေကြရင်ဆိုမလို့ကိန်းပြေနှစ်ခုချာအကွာဝေးကိုရှာရတာရှိတယ်ကိန်းပြေသုံးပြီးရှာတာရှိတယ်လို့ formula နဲ့လည်းရှာတယ် formula ကတော့ modulus of a minus b နဲ့ modulus of b minus a ပဲဒါပဲဒီနှစ်ချက်ကလေးပဲမှတ်ရမယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်ဒီသင်ခန်းစာကလေးတော့ကောင်းကောင်းနားလည်သွားပြီးထင်ပါတယ်နောက်သင်ခန်းစာကိုကျန်တဲ့ဗီဒီယိုတွေမှာဆက်ပြီးသင်ပေးမှာဖြစ်တယ် ခုလိုဆုံးဖြတ်တာထောက်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်